AI သုံးပြီးပုံလေဖန်တီးတဲ့အခါတည်ထားတဲ့အချက်များကိုဒီနေ့မျှဝေပေးသွားပါမယ်။ AI ကိုသုံးပြီးပုံလေဖန်တီးတာဟာဒီနေ့ခင်မလူကြိုက်များပြီးစိတ်ဝင်စားစရာကောင်းတဲ့ဤပညာတစ်ခုပါမယ်။ဒါကိုစလုပ်တော့မယ်ဆိုရင်အောက်ပါအချက်တွေကိုတည်ထားတင်ပါတယ်။တဲ့ AI image generator အမျိုးအစားများ AI ပုံသစ်စနစ်တွေမှာအမျိုးအစားများကြီးရှိပါတယ်။တဲ့ text to image generators ဒါတွေကတော့မိတ်ဆွေရေးလိုက်တဲ့စာသား prompt တွေကို ပုံအဖြစ်ပြောင်းဖြေတာပါဥပမာ Mid Journey DALL-E 3 Stable Diffusion AI စာသားတွေပေါ့ဒါတွေဟာအခုလက်ရှိမှာအသုံးအများဆုံးနဲ့လူသိအများဆုံးဖြစ်ပါတယ်နှစ် image to image generators ဒါကတော့ရှိပြီးသားပုံတပုံကိုအခြေခံပြီး AI ကိုအသုံးပြုပြီးပုံအသစ်တွေထပ်ဖန်တည်တာပါဥပမာပုံဟောင်းတွေကိုပြန်ပြင်တာပုံတဲကအရာဝတ္ထုတွေကိုပြောင်းလဲတာစာတာတွေလုပ်နိုင်ပါတယ် Tom Stein Transfer ဒါကတော့ပုံတပုံရဲ့ style ကိုယူပြီးနောက်ပုံတပုံပေါ်ကိုကူးပြောင်းပေးတာပါဥပမာဓာတ်ပုံတပုံကို Van Gogh ရဲ့ပန်းချီကားလိုဖျောင်းပြောင်းလဲတာမျိုးမို့ တတိယဘက်နှစ် prompt engineering စာသားရေးသားနည်း AI ပုံထုတ်စနစ်တည်းအတွက်အရေးကြီးဆုံးအရာကတော့ prompt လို့ခေါ်တဲ့သင်ပေးရမယ့်စာသားပါဒီစာသားကသင်လိုချင်တဲ့ပုံကို AI ကဘလို့နားလည်ပြီးဘလို့ဖန်တီးမလဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်၁ရှင်းလင်းပြသပါစေသင်လိုချင်တဲ့အရာကိုတည်တည်ချာချာဖော်ပြပါ၂ နှစ်အထူးစိတ်ကြပါစေအယောင်အလင်းနေတာပုံစံခန်းစားချက်စာတာကျူကိုထည့်သွင်းဖော်ပြပါသုံး keywords လို့သုံးပါ AI နဲ့နားလည်လွယ်တဲ့စကားလုံးအဓိကကျူကိုသုံးပါဥပမာ photorealistic cinematic lighting oil painting 4k စသဖြင့် li negative prompts မလိုချင်တဲ့အရာတွေကိုဖယ်ရှားဖို့ not without စာရေးစကားလုံးတွေနဲ့ဖော်ပြနိုင်ပါတယ်သုံး AI tools တွေရဲ့ကန်တချက်ညာ AI ကဘလောက်ပဲကောင်းကောင်းသူ့မှာလည်းကန်တချက်တွေရှိပါတယ်တဲ့လက်တွေ့မစံတာမျိုးတစ်ခ ခတလေလူခန္ဓာကိုအချိုးအစားတွေလက်ချောင်းတွေမျက်နှာအမူအရာတွေကမမှန်ကန်တာမျိုးဖြစ်သက်ပါတယ်နှစ်မူရင်းဖန်တီးမှုစိန်ခေါ်မှု AI ကရှိပိသား data တွေကနေတင်ယူပြီးဖန်တီးတာဖြစ်တဲ့အတွက်လုံးဝကိုအတုအဆန်းဖြစ်တဲ့ဖန်တီးမှုမျိုးကရဖို့ခက်ပါတယ် YouTube မှာ AI အနေနဲ့ပတ်သက်တဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်ဒီအချက်တွေကိုသိစားမယ်ဆိုရင် AI ကိုတုံးပြီးပုံတွေဖန်တီးတဲ့ခရီးကိုကောင်းကောင်းစတင်နိုင်ပါပါစိတ်ရှည်ရှည်ထားပြီးလေးလာစမ်းသပ်ရင်းနဲ့ကျွန်တော်တို့လိုချင်တဲ့ပုံတွေကိုဖန်တီးနိုင်ပါလိမ့်မယ် AI နဲ့ပုံတွေဖန်တီးလာတဲ့ပတ်သက်ပြီးဘယ်လိုပုံစံမျိုး လေဖန်တီးခြင်းတည်းလဲဒါမှမဟုတ်ထပ်တီးခြင်းတာများရှိသေးသလားရှိပြီးသေးရဲ့ကောနန့်စ်မှာမိခဲ့ပေးပါနောက်နေ့မှမိမိလိုချင်တဲ့ပုံဆွဲနည်းနဲ့အတူပြန်တွေ့ကြမယ်